ားလုံးမင်္ဂလာပါရှင်။ကျွန်မကစားနည်းရဲ့ကစားခြင်းရဲ့အကြောင်းကိုဆွေးနွေးနေတာပါ။အဲ့မှာမနေ့ကဆိုလို့ရှိရင်ကစားခြင်းမှာလိုအပ်တဲ့ချက်၆ချက်ကိုဆွေးနွေးသွားတယ်။ကလေးတွေကိုဘာကြောင့်ကစားတင်တာလဲကစားခွင့်ပေးရမှာလဲဆိုရင် ကစားခွင့်များများရတဲ့ကလေးဟာဖွံ့ဖြိုးမှုပိုပြီးတော့အားကောင်းစေတယ်။လက်ဆောင်ဟန်ကျင့်ကြီးတဲ့ဖွံ့ဖြိုးမှုတွေရရှိလာစေအောင်ကစားခွင့်တွေများများပေးရမယ်။ကစားစရာပစ္စည်းတွေ ဒီကနီးလန်းနေရပို့ပြီးတော့အဓိကကြရဲဆိုတဲ့အကြောင်းကိုကျွန်မဆွေးနွေးသားပါတယ်။ယင်းနေ့မှလည်းပဲနောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်တဲ့ပေါ့နော်။ကျမတို့ဒီကစားခြင်းရဲ့အကျိုးကျေးဇူးတွေပေါ့နော်။ကစားခြင်းနဲ့ရကစားခွင့်ပေးလိုက်တဲ့အတွက်သူတို့ကိုများများကစားဖို့အခွင့်အလမ်းတွေရရှိအောင်ဆောင်ရွက်ပေးလိုက်တဲ့အတွက်ပေါ့နော်။ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုကျမယင်းနေ့ဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်။အဲ့မှာဆိုရင်ကစားခွင့်များများပေးတဲ့ကလေးတွေဟာ increase concentration အာယုံစူးဆိုင်နံစံနေပို့ပြီးတော့အားကောင်းလာတယ်။အာယုံစူးဆိုင်နံနဲ့စွမ်းရည်တွေပို့ပြီးတော့ကောင်းလာတယ်။ဒါဆိုလို့ရှိရင်အเจ้าရတစ်ခုပေါ်မှာသူအာယုံစူးဆိုင်မှု concentration ပို့အားကောင်းလာပြီဆိုရင်သူ့ရဲ့မှတ်ဉာဏ်ကအဲပို့ပြီးတော့ဘာဖြစ်လာမလို့ဆိုရင်ထက်မြက်လာစီမှာဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်သူတို့ကိုဒီပေါ့နော်အယောင်လေးတွေကိုစက်တဲ့အခါမှာသူက တဲ့တဲ့ဖြစ်အောင်လို့ဒေါင်းပြက်ကလေးဖြစ်အောင်လို့ပေါ့နော်စသည်ဖြင့်ပေါ့နော်အလျားလိုက်ဒေါင်းလိုက်ပေါ့နော်အဲ့လိုမျိုးကန့်လန့်ပေါ့အဲ့လိုမျိုးတွေတူအောင်တို့တွေကြိုးစားဆက်ရတာလေဆက်တဲ့အခါမှာဒီကဆက်တဲ့ပေါ်မှာ तू ကမလုပ်နေရတော့ဆိုရင်အာယုံစူးစိုက်နေရတယ်အာယုံစူးစိုက်မှုအားကောင်းမှလည်းဘာဖြစ်မှာလို့ဆိုလို့ရှိရင်ဒီကဆက်တာလေးကဟိုသူ့ရာနဲ့သူဒါသူ့ရဲ့လိုချင်တဲ့ အခြေအနေတစ်ခုကိုရရှိလာစေမှာဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ကစားနီးလေးတွေကိုတို့ကိုပေးခြင်းအဖြစ်ပေါ့နော်ဒီကအာယုစုဆိုင်မှုအားကိုပို့ပြီးတော့အားကောင်းလာစေတယ်အဲအဲ့လိုမျိုးသူတို့ပေါ်ဒီကစားနီးတွေဟာပေါ့နော်အယောင်လေးတွေဆက်ထားရှိမယ်အဲဒီလိုမျိုးဆက်ခြင်းအဖြစ်လည်းပို့ပြီးတော့ရရှိလာစေတယ်နောက်တစ်ခါကျမတို့ဒီကအတုံးလေးတွေကိုလဲကြမသွားအောင်ဘာလို့တုံးဆိုရင်စင်ခိုင်းတယ် ဒီဟာသူစိတ်တည်တည်ငြိမ်ငြိမ်နဲ့မှန်မှန်ကန်ကန်စောင်းရက်တက်မှဒါလေးတွေကဘာဖြစ်မှာလို့ဆိုရင်စူးစူးဆိုက်ဆိုက်လုံနေမှသူတို့လိုချင်တဲ့အစ်စ်အမြင့်ကိုရအောင်ဘာလို့ဆက်ဒီဟာလေးကိုကစားလို့ရမှာလေအဲ့လိုနီးလေးတွေနဲ့ပေါ့နော်ဟာသူတို့အာယုံစူးဆိုက်မှုအားကောင်းလာအောင်ဒီကစားနည်းမျိုးလေးတွေကိုစီစဉ်ဆောင်ရွက်ပေးခြင်းအဖြစ်နဲ့အကျိုးကျေးဇူးတွေရရှိလာစေပါတယ်။နောက်တစ်ခါအာယုံခစားမှုတွေထက်မြက်လာတယ်။ I share pending all the sense သူတို့ရဲ့ဒီကပေါ့နော် ကျမတို့ဒီသဲလေးသဲဒီနဲ့ကစားခိုင်းနေဒါဆိုရင် तू ကအာယုံ၅ပါးကိုသုံးပြီးတော့ဒီကကိုကြိုက်တွေလှုပ်ဆောင်ရတာဟုတ်ဒါဆိုရင်ဒီဟာမျိုးကစားနည်းတွေကိုများများဆောင်ရက်စေကိုင်းခြင်းအဖြစ်လဲမဖြစ်စေတော့ဆိုလို့ရှိရင်ခုနပေါ့နော်အာယုံခံစားမှုတွေထက်မြက်လာစေတယ်အဲ့ဒီမှာအယောင်လေးတွေ အယောင်လေးတွေဆက်ခိုင်းနေနောက်တစ်ခါအယောင်လေးတွေကိုအတူတူရှင်တွဲခိုင်းနေအဲ့လိုမျိုးနီးလဲနေနေပေါ့နော်အဓိကအာယုံခံစားမှုတွေထက်မြက်လာအောင်လဲဆောင်ရွက်ပေးလို့ရပါတယ်ဒါဆိုရင်ကစားခြင်းကနေရရှိလာတဲ့အကျိုးကျေးဇူးပါနောက်ကစားခြင်းကနေပြီးတော့စိတ်လှုပ်ရှားခံစားမှုကိုဖော်ပြနိုင်ခြင်းတဲ့ သူတို့ကြီးကစားလိုက်လို့သူတို့အောင်သူတို့ဒီလှုပ်ဆောင်ကျင်တာလေးတခုကိုအောင်မြင်အောင်လှုပ်ဆောင်တတ်ပြီဆိုရင် အာလက်လက်ကြီးလက်ကိုလက်တီးလက်မောင်းနေတန်းပြီးတော့ဟာဒါကိုရအောင်လုပ်နိုင်တယ်ဆိုခုံဆော့ခုံဆော့နဲ့ပျော်နေကြတာလေဒါဆိုရင်သူ့ရဲ့စိတ်လှုပ်ရှားခံစားမှုကိုပေါ်ပြနိုင်တာအဲဖို့ဒီကစားရေးမှာပေါ်ပြနိုင်တာပါစာရေးကြီးရေးခိုင်းထားလို့ရှိရင်ဒီလိုမျိုးစိတ်လှုပ်ရှားခံစားမှုကိုသူပေါ်ပြဖို့အခွင့်အလမ်းရရှိသွားစေမှာမဟုတ်ပါဘူးအဲ့တော့တိမှုနယ်ပဲဆိုတဲ့ဒါ မှန်ဉဏ်ရေးကြည့်တယ်လို့ပဲခံစားမှုနယ်ပယ်ကလည်းရေးကြည့်တယ်ကျွမ်းကျင်မှုနယ်ပယ်ကလည်းရေးကြည့်ပါတယ်ဒါကြောင့်ဒီနယ်ပယ်ကြီးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပေါ့နော်ကစားဖို့အခွင့်အလမ်းတွေများများပေးဖို့လိုပါတယ်ဒါဆိုရင်ဒီလိုမျိုးအခွင့်အလမ်းတွေများများပေးခြင်းအပြင်သူတို့ရဲ့စိတ်လုံရှားခံစားမှုကိုဖော်ပြတတ်လာမယ်သူတို့ကျင့်တဲ့ရင်လဲကျင့်တဲ့မကျင့်တဲ့ရင်မကျင့်တဲ့ဘူးပေါ့နော်ပျော်ရွှင်ရင်ပျော်ရွှင်တယ်ဒါမျိုးလေးတွေကိုသူတို့တွေအဲဖော်ပြတတ်လာမယ်သူတို့တွေရဲ့ emotion ကို express expression လောက်တက်လာမယ်ပေါ့နော်အဲ့ဒါလည်းအရေးကြီးအကျိုးကျေးဇူးတစ်ခုပါအဲ့မှာ သူများနေရာနေဝင်ရောက်ခံစားတတ်တယ်ဒါ empathy immediate ကောင်းတဲ့ခံစားမှုကိုရလာပြီမိမိဒီလိုမျိုးပျော်ရွှင်မှုတွေခံစားမှုတွေဝမ်းနည်းမှုတွေဒါမျိုးတွေကိုခံစားကျေနပ်မှုတွေပေါ့ဒါမျိုးကိုသူကိုယ်တိုင်ခံစားရတဲ့အခါမှာသူကလည်းသူတစ်ပါးနေရာနေဝင်ရောက်ပြီးတော့ခံစားတတ်တဲ့ empathy ဆိုတဲ့တကယ်လူတွေတိုင်းမှာအရေးကြီးတဲ့ ဒီကခံစားတတ်မှုဆိုရဲသူတစ်ပါးနေရာဝင်ရောက်ခံစားတတ်တယ်ဆိုရဲဒါအမူအကျင့်လေးတွေအလေးအကျင့်လေးတွေဒါရရှိလာစေပါတယ်ဒါဆိုရင်ဒါကြတော့အတူတကွစူပေါင်းကစားတဲ့အခါမျိုးတွေမှာပေါ့နော်နှစ်ယောက်ရှင်တွဲကစားတဲ့အခါမှာအများနဲ့ဆောင်ရွက်တဲ့အခါ ਈ တိုင်းမှာ သူများနေရာအနေဝင်ရောက်ခံစားပြီးတော့ဒါစစ်တွေးခေါ်မယ်စဉ်းစားမယ်လှုပ်ဆောင်မယ်ဆိုရင်ဒါမိမိရဲ့ဒါ အတူတကွစုပေါင်းကစားရတဲ့ကစားနည်းတွေမှာဒါအေဂျင့်စွာနဲ့ပေါ့နော်ခုန conflict တွေနေသွားမယ် problem တွေယောနေသွားမယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုးခံစားတတ်တဲ့အလေးထားလေးတွေရရှိလာစေတာကလည်းကစားခြင်းရနေပြီးတော့ရရှိလာစေတာဖြစ်ပါလေရှင်နောက်တစ်ခါမျှဝေတဲ့ချင်းဟုတ်အများနဲ့ကစားရပြီဆိုရင်မျှဝေရပြီနှစ်ယောက်တစ်တွဲကစားပြီဆိုရင်လည်းသူမျှဝေပေးရပြီနောက်တစ်ခါအလှည့်ပေးရမယ်အလှည့်ပေးရမယ် အဲ့ဆိုလို့ရှိရင်တဲဒီကတော့မင်းလောကမင်းဒါလေးကိုဆောင်ရရမယ်လေနောက်တစ်ခါမှာတော့မင်းငါဆောင်ရမယ်လေပေါ့နော်စသည်ဖြင့်ပေါ့နော်မျှဝေတတ်မယ်မိမိမှာရှိတဲ့ကစားစရာပစ္စည်းကိုလည်းသူတစ်ပါးကိုမျှဝေပေးတတ်မယ်အဲသူတစ်ပါးရဲ့ပစ္စည်းကလည်းမိမိအတွက်လိုအပ်တယ်ဆိုရင်ဒါတောင်းဆိုပြီးတော့ဒါအသုံးပြုတတ်တဲ့အလေးထားလေးတွေရရှိလာမယ်နောက်တစ်ခါတယောက်နဲ့တယောက် တားဇာတာဖြစ်လာမယ်အဲ့လိုမျိုးပေါ့နော်ညဝေတတ်တယ်အလှဲ့ပေးတတ်တယ်ဆိုလို့ရှိရင်တေးကြရဲတားဇာတာကြီးဖြစ်လာမယ်ဒါဆိုလို့ရှိရင်သူတို့တွေရဲ့ညနေသူအတိညာနေရလဲတဖြည်းဖြည်းနဲ့ဖွေးဖြိုးလာပြီးတော့တကယ်ကိုကစားခြင်းရနေရရှိတာတဲ့အကျိုးကျေးဇူးတွေဖြစ်ပါလေရှင်။ဒါဆိုရင်ဒီလိုမျိုးကစားခြင်းကြောင့်မျှဝေတပေးရမယ်ဆိုတဲ့အသည့်တွေအလှည့်ပေးရမယ်ဆိုတဲ့အသည့်တွေ တရားနဲ့တရားသားသာတာဖြစ်စွာကစားရတယ်ဆိုတာပို့ပြီးတော့ပျော်ရွှင်စရာကောင်းတယ်ဆိုတာတွေကိုတို့ရရှိလာစေမှာဖြစ်ပါတယ်။နောက်တစ်ခါသကလုံးနေကျွေးဝမယ်။အများနဲ့စူပေါင်းကစားရတာဖြစ်တဲ့အတွက်မိမိရဲ့ဖြစ်စေခြင်းတဲ့အကြောင်းအရာတဝါသူရဲ့ဖြစ်စေခြင်းတဲ့အကြောင်းအရာတွေကိုပြောဆိုဆက်ဆံရပြီလေ။အဲ့ဒီခါမှာကျမတို့တွေတို့တွေကိုပေါ့နော်။ညာပေလိဝတန်းကစားခိုင်းတာတို့အဲနောက်ပြီးတော့ပုံမြင်လေးတွေမိမိဖတ်ထားတဲ့စာအုပ်ထဲကပုံမြင်လေးတွေကိုပြန်ပြီးတော့ပြောခိုင်းစေတာတို့ စသည်ဖြင့်ပေါ့နော်ဒါမျိုးလေးတွေကိုလှုပ်ခြင်းအဖြစ်နော်တို့ကစကလုံးအစ်စ်တွေတီထွင်ရပြီနောက်တစ်ခုကကျွန်တော်တို့ဒီရုပ်ပုံလေးနဲ့စာလေးတွေနဲ့တွဲခိုင်းတာလေသူ့အရွယ်လိုက်တော့ဒါတော့လုပ်ငန်းကတော့စီစဉ်ရတာပေါ့လေဟိုတကယ်ကိုငယ်သေးတယ်ဆိုရင်တို့ရုပ်ပုံလေးနဲ့ဟိုမှာပန်းသီးပုံလေးနဲ့ဒီဘက်ကစလုံးပန်းသီးလေးနဲ့ဘလို့ရှင်တွဲမလို့ဒါမျိုးလေးတွေတို့တွဲခိုင်းခြင်းစီခြင်းအဖြစ်ပေါ့နော်ဒါသူ့ရဲ့အုံတော်ထဲမှာဗဇက်ကမထုတ်မပြောစီမပြောသေးပေမဲ့သူ့ရဲ့အုံတော်က process တွေအများကြီးလုပ်နေပြီ တော့ဒါကြောင့်အဲ့လိုမျိုးတဲ့ဒီဘာသာစကားဒီစကားလုံးတွေကိုမလုပ်မအောင်ဆိုရင်ကျေဝလာစီပါတယ်တဲ့ဒါကစားခြင်းရနေရရှိလာစီတာဖြစ်ပါတယ်နောက်တစ်ခါအစီအစဉ်တကြဆောင်ရက်တက်တယ်အဲဒီချိန်ဒီနေရာမှာဒီလိုမျိုးဒီကိစ္စကိုဆောင်ရက်ရမှာ ပထမဦးဆုံးကဘာလို့လေးလှုပ်ဆောင်အောင်မှာအဲကြီးစင်ငယ်လိုက်တိရွက်ကလေးတွေနဲ့ပေါ့နော်ကြီးစင်ငယ်လိုက်စီခိုင်းတာမျိုးတွေတို့ကြောက်တုံးလေးတွေနဲ့ပေါ့နော်ဒါလေးတွေကိုငယ်ချင်းငယ်တာကြီးတာစီခိုင်းတာကြီးတာနဲ့ငယ်တာကိုစီခိုင်းတာငယ်တာနဲ့ကြီးတာကိုစီခိုင်းတာစသည်ဖြင့်ပေါ့နော်ဒါအမျိုးမျိုးအစီအစဉ်တကြဘလို့လှုပ်ဆောင်ကစားရင်းနဲ့တို့အစီအစဉ်တကြလှုပ်ဆောင်တတ်တဲ့အလေးထားလေးတွေ ဒီအကျိုးကျေးဇူးတွေကိုရရှိလာစေပါတယ်။နောက်တစ်ခါအားရကျေနပ်မှုရှိလာတဲ့မိမိရဲ့လှုပ်ဆောင်တာတွေကကောင်းလာပူပြီးတော့လှုပ်ဆောင်တတ်လာမယ်ပူပြီးတော့ကျန်းကျင်လာမယ်။ဒါဆိုလို့ရှိရင်တို့တွေကတို့တို့ကိုတို့ပေါ့နော်ကိုကိုကိုကျေနပ်တဲ့စိတ်လှုပ်ရှားခံစားမှု အားရကျေနပ်မှုတွေကိုလည်းဒီကစားခြင်းကနေရရှိလာစေပါတယ်တဲ့။နောက်ပြီးတော့ကစားခြင်းကနေရရှိလာတဲ့အကျိုးကျေးဇူးတွေမှာလှုပ်ရှားခြင်းဆိုင်ရာကျန်းကျင်မှုတွေဒီအားလည်းအရေးကြီးပါတယ်။ ဒီလှုပ်ရှားတဲ့အခါမှာဟန်ချက်ညီလှုပ်ရှားနိုင်မှာဒီအဆင်ပြေတာလေတကယ်လို့ဟန်ဟန်ချက်ကို မထိန်းနိုင်ဘူးဆိုလို့ရှိရင်ဒါလှုပ်ရှားတဲ့နေရာမှာဒီအခက်ခဲဖြစ်သွားနိုင်တယ်အဲအနေဖြစ်သွားနိုင်တယ်ဒါမျိုးတွေကိုကစားရင်ကစားရင်နဲ့မှာသူ့ခန္ဓာကိုဘယ်လိုဟန်ချက်ညီထိန်းသိမ်းရမလို့လှုပ်ရှားမှုတွေကိုဘယ်လိုဆောင်ရွက်ရင်ပိုပြီးတော့ကောင်းအောင်ဆိုတာတွေကိုသူတို့အဲ့ကျွမ်းကျင်မှုတွေကိုလည်းဘာဖြစ်လာမျိုးဆိုရင်ဖွံ့ဖြိုးလာစေပါတယ်တဲ့လှုပ်ရှားခြင်းဆိုင်ဟာ ကျွမ်းကျင်မှုတွေဖွံ့ဖြိုးလာဥမာအပြည့်ပြိုင်ခိုင်းနေစေခရာမုတ်တော့မှသူစထွက်ရမယ်မိမိလိုင်းအတိုင်းမိမိပြေးရမယ်လိုင်းကြီးသူမိမိစီးတက်မှတ်ထားတဲ့တက်မှတ်ထားတဲ့စီးကိုဟိုပြောင်းတီပြောင်းပြောင်းလို့ရှိရင်ဒါသူ့ရဲ့စီးရင်းနဲ့မကြိုက်ဘူးကိုအဲ့လိုမျိုးပေါ့နော်ဒါလှုပ်ရှားမှုဆိုင်တဲ့ဆိုင်ရာကိစ္စတွေမှာလည်းသူဟန်ချက်ညီဆောင်ရွက်တတ်လာမယ်အဲအဲ့လိုမျိုးကျူးခုံစေခြင်းနေပေါ့နော်ဒါတွေကလည်းသူ့ရဲ့ ဒီကျိုးခုံကစားခြင်းအဖြစ်နဲ့ဒီလှုပ်ရှားမှုဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်တွေကိုရရှိလာစေပါတယ်။နောက်တစ်ခုကပြောင်းလဲပြင်လဲရှိခြင်းအဲအဲ့ဒါလည်းတော်တော်အရေးကြီးတဲ့အထက်မှာပါတယ်ဒီကစားခြင်းအရရှိလာပြောင်းလဲပြင်လဲရှိတဲ့ရမယ်မိမိလှုပ်ဆောင်တာမှအမှန်အကြသူလှုပ်ဆောင်တာကိုကိုကလက်ခံပေးတဲ့အလေးထားလေးတွေဟောဒီနေရာမှာဒီလိုမျိုးလေးလှုပ်ဆောင်တိုက်တာနေပြီးတော့ဟောဒါကတော့အဆင်မပြေဘူးနောက်တစ်မျိုးပြောင်းပြီးတော့ဒါကစားမယ်ဒါမျိုးလေးတွေပေါ့နော် ဲဒီနေရာမှာဒီလူမျိုးကစားနီးလေးနဲ့အဆင်မပြေဘူးနောက်တစ်မျိုးလေးဘလို့ပြောင်းကစားမလို့ပေါ့စသည်ဖြင့်ပေါ့နော်ဒါကစားရေးကနေသူတို့အုံတော်ကခွင့်ပြုရင်းနဲ့မလုပ်တာအောင်စီရင် flexibility ဆိုပြီးတော့ပြုလျင် flexible ဆိုတာတကယ့်ကိုပဲပေါ့နော်ပြုလျင်ပြောင်းလဲရှိရမယ်အခြေအနေပေါ်မှာမူတည်ပြီးတော့တုံးသက်ပြီးတော့ဒါလေးကိုဘလို့ပြောင်းလိုက်ရင်ကောင်းမလို့ဆိုတာလေးကိုသူတို့ရဲ့အုံတော်ဖွင့်ပြမှုကနေပြီးတော့လက်ခံပြီးတော့လှုပ်ဆောင်သွားတဲ့အလေးထားလေးတွေရရှိလာကြရမယ် ဒီလိုင်းဆိုဒီလိုမျိုးပေါ့နော်ဒီခရီးကိုသွားတာဒီလမ်းနေမှာသွားမှရောက်မယ်ဆိုတာမျိုးပုံစံကြီးတတ်မှတ်ထားလာမျိုးမဟုတ်တော့ဘူးဟုတ်ပြီနောက်တစ်မျိုးလဲဘလို့ပြောင်းစင်းစားရရင်လဲဒါတို့အောင်မြင်အောင်ဆောင်ရွက်နိုင်တာပဲအောင်မြင်အောင်ကစားလို့ရတာပဲတို့ကစားခြင်းနဲ့အကြောင်းအရာလေးတစ်ခုကိုကစားလို့ရအောင်ဘလို့နီးလဲနေနဲ့ဆောင်ရွက်ရတယ်လို့ရတယ်ဆိုတာကိုတို့ဘာတို့စဉ်းစားတွေးခေါ်ရင်းနဲ့ရရှိလာစေတယ်အဲ့လိုရရှိလာစေတဲ့အကျိုးကျေးဇူးကလည်းပြောင်းလဲပြင်လဲရှိခြင်းဆိုတဲ့ အကျိုးကျေးဇူးကိုရရှိလာစေပါတယ်။နောက်တစ်ခုကတာဝန်ယူတဲ့ချင်းအများနဲ့ကစားပြီဆိုမိမိကဘာတာဝန်ယူထားရတော့ယူထားတဲ့နေရာမှာမိမိတာဝန်ကိုမိမိဘာလုပ်တောင်ဆိုရင်တရားယူတတ်လာပြီ road taking ဆိုတာတကယ်အရေးကြီးပါတယ်။မိမိရရှိနေရတဲ့နေရာမှာမိမိတာဝန်ယူရတဲ့နေရာမှာတာဝန်ယူရတဲ့နေရာမှာသူတာဝန်ကျေမှတာအများနဲ့စုပေါင်းကစားလို့ရမှာလေ။ထိုးစီတိုးတန်းကစားတယ်။ကိုကအတားဘက်ကတာဝန်တာဝန်ကြရဲဆိုလို့ရှိရင်တားတာကိုလုံအောင်တားရမှာ ဒါသူတာဝင်မယ်လေတားတာသူတာဝင်သူတာဝင်ကြည့်အောင်တားရဲရမယ်အဲအတိုးဘက်ကတာဝင်ကြရဲဆိုလို့ရှိရင်အတိုးကိုလည်းသူတာလွတ်အောင်ဒီတားတဲ့သူကိုလွတ်အောင်သူတို့သူတာဝင်သူယူပြီးတော့ဒါကစားရကစားကြရတာဟိုစသည်ဖြင့်ပေါ့လေဒီလိုမျိုးကစားကြရနေပြီးတော့မိမိကိုမိမိတာဝင်ယူတတ်တဲ့အကျိုးကျေးဇူးလေးတွေကိုလည်းရရှိလာစေပါတယ်တဲ့နောက်တစ်ခါစိတ်ကူးနိုင်စွမ်းရှိခြင်းဒါစိတ်ကူးနိုင်စွမ်းရှိဖို့ဟာလည်းဒီကစားရမ်းမှာရရှိလာတယ်နောက်တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း မြန်မြန်ကစားလေဘလို့ကစားနည်းတွေဘလို့လုံးဆောင်ရင်ဘလို့အောင်မြင်နေဆိုတော့သူတို့ကိုသူတို့ဒါဖုန်းနောက်ကကိုဖွင့်ပြိုးလာစေတာပါဒါကြောင့်တီထွင်ဖန်နည်းနိုင်စမ်းရှိခြင်းတွေရရှိလာမယ်အဲ့လိုနေတဲ့ပေါ့နော်လုံးဆောင်ရင်လုံးဆောင်ရင်တဲ့သူတို့လုံးဆောင်တာတွေဟာအဲအစဉ်ပြေချောမွေလာတယ်အဲသူတို့ကျေနပ်မှုတွေရရှိလာပြီဆိုရင်မိမိကိုယ်ကိုမိမိယုံကြည်မှုရှိခြင်းဆိုတဲ့ confidence level အစီကိုရောက်ရှိသွားမှာပါ အဲ့လိုမျိုးရောက်ရှိသွားအောင်ပေါ့နော်ရရှိလာစေအောင်ပေါ့ဒီလိုမျိုးကစားခြင်းကနေပြီးတော့အကျိုးကျေးဇူးတွေပဲဖြစ်စေပါတယ်ဒါဆိုရင်ကစားခြင်းကနေရရှိလာတဲ့အကျိုးကျေးဇူးတွေကအများကြီးပါပဲကျမအများကြီးတွေရမှာကျမနိုင်တဲ့လောက်ကလေးပေါ့နော်ဒါကိုကောက်နှုတ်ပြီးတော့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်အဲအဲ့ဒီမှာလည်းပဲကျမတို့တို့ကစားတယ်ဆိုတာဟာတကယ်ကိုပေါ့နော် ဟိုတဘာဝပစ္စည်းတွေနဲ့ကစားလို့လေရတယ်ဆိုတာလေးကိုထည့်သွင်းဆွေးနွေးပေးကြရင်ဖြစ်ပါတယ် အဲဒီထဲမှာဆိုလို့ရှိရင်ကြောက်တုံးလေးတွေနဲ့ကစားလို့ရတဲ့အငဲအကြီးအသေးပေါ့နော်အဲနောက်တစ်ခုဒီကလေးတွေကိုစီခိုင်းတာမျိုးတော့ပေါ့နော်ဒါဒီကကြောက်တုံးလေးတွေပြင်တိရွက်ကလေးတွေပန်းပွင့်လေးတွေပန်းပွင့်ရဲ့ပွင့်ပက်ကလေးတွေဒါမျိုးလေးတွေနဲ့လည်းကစားလို့ရတယ်နောက်တစ်ခါတဲတွေတဲတွေထဲမှာကစားတယ်ဆိုရင်ဒါသူတဲငလေးတွေစောက်လို့ရတယ်တဲတွေနဲ့စီဝိုင်းတွေလုပ်လို့ရတယ်စသည်ဖြင့်အများကြီးအများကြီးကလေးတွေဆိုပိုးပြီးအောင်ဒီထင်ပန်တီးတဲ့တဲ့ ကျမတို့ငငယ်တော့ဆိုရင်ရှင်ယုတ်ကလေးတွေနဲ့ပေါ့နော်ဒိုးလုံးလေးတွေလုံးနေအယုတ်ကလေးတွေလုံးတယ်အဲ့ဒီအယုတ်ကလေးတွေဒါတဘာဝပစ္စည်းတွေနဲ့မလုပ်တော့ဆိုရင်ကစားကြတယ်အဲသူတို့ရဲ့ဒီပေါ့နော်ပတ်ဝန်းကျင်မှာရှိနေတဲ့တဘာဝပစ္စည်းတွေနဲ့ကစားခြင်းဟာလေတဲ့စီးပွားပြီးထုတ်လုပ်ထားတဲ့ကစားစရာတွေလည်းပိုကောင်းပါတယ်တဘာဝကြီးနဲ့ထိတွေ့ခဲ့ပြီးလိုက်တဲ့အခါမှာတဘာဝကိုပါသူတို့တွေ ဒါပို့ပြီးတော့ပျော်ရွှင်မှုတွေရမယ်တဘာဝကိုချစ်မြတ်နိုးရတဲ့စိတ်တွေလည်းရရှိလာစေမယ်အဲ့လိုပေါ့နော်ဒါတကယ်ကိုကောင်းမွန်ပါရဲ့ဒါကြောင့်လည်းသာစီဝါပြစ်ထုတ်လုပ်ထားတဲ့ပစ္စည်းတွေနဲ့ကစားတာတဲ့ဒီပေါ့နော်တဘာဝပစ္စည်းနဲ့ကစားတာပို့ပြီးတော့ကောင်းပါတယ်ဆိုတာလေးကိုကျမအနေနဲ့ယနေ့ဆွေးနွေးပြခြင်းဖြစ်ပါတယ် ဒါဆိုရင်ကျွန်မကနေ့ကစားခြင်းအရရှိလာတဲ့အကျိုးကျေးဇူးတွေဆွေးနွေးခဲ့ပါတယ်။အဲ့ကကစားခြင်းအရရှိလာတဲ့အကျိုးကျေးဇူးတွေကတော့အများကြီးရှိပါတယ်။ဒီအများကြီးရှိတဲ့အမှတကအချို့ကိုကျွန်မထုံထုံပြီးတော့ဆွေးနွေးပြီးချင်းဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအကျိုးကျေးဇူးတွေရအောင်သူတို့တွေကိုကစားဖို့နီးလန်းနေညံ့ပြပေးရမယ်ဆိုတာလေးကိုဒီကအကျိုးကျေးဇူးတွေကို လေ့လာခွင့်ရခြင်းအဖြစ်အဲဒီကလေးတွေကိုပေါ့နော်နီလန်းနေနဲ့ပေါ့သူတို့ရဲ့သူတို့အတွက်တကယ်ကိုဟိုအစင် လိုက်လျောညီတွေရှိစေမဲ့ပေါ့အစဉ်ပြေစေမဲ့လိုက်လျောညီတွေရှိစေမဲ့ကစားနည်းတွေနဲ့ကစားခွင့်ပေးခြင်းအဖြစ်ဒီအကျိုးကျေးဇူးတွေရရှိလာစေပါတယ်ဆိုတာလေးကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးခဲ့ပါတယ်ကျွန်မရဲ့ဆွေးနွေးချက်တိုင်းကိုလိုက်ပါကြည့်ရှုနေတဲ့တူတယောက်ချင်းစီတိုင်းကိုယေရှုတင်ပါတယ်လို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုယေရှုတင်ပါတယ်ရှင်